ားလုံးပဲမင်္ဂလာပါရှင်။တင်ကတုတမိ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖက်ပြပေးမယ့်စာအုပ်လေးကတော့ဆရာတင်နိုင်တုံးရေးသားတဲ့ပကံရွှေပြည်မှသူရဲကောင်းများစာအုပ်ထဲကစုကတိမင်းရဲ့အကြောင်းကိုဖက်ပြပေးမှာပဲ ဖြစ်ပါတယ်ရှင်။စုကတိမင်းနန်းဆန်ချင်း နန်းကြဘရင်တောင်းဖြူမင်းကြီးသည်တားငယ်အမှုရာတာမင်းသားလေးကိုကြည်၍စိတ်မကောင်းဖြစ်နေမိသည်မင်းကြီးအသက်60ကျော်အရွယ်ရှိပြီးမို့တမ်းမာရေးတိတ်မကောင်းတော့တက်လောကဆိုရင်သူချာပါတာဝေဒနာခံစားနေရသည့်အထဲအပြင်းဖျားလိုက်သေးသည်မြောက်ပြင်တဲ့မိဖုရားကြီးကတော့ခင်မုန်းတဲ့နန်းကြဘရင်ကြီးကိုခယူးတက်ဆိုင်ပြူစုရှာသည် ယဟန်ဝိကိုစွန်ပယ်၍ဝိဖြူစင်ကြဖြင့်နေထိုင်ခွင့်ပြုသည်စုကတိဘယင်မင်းမြတ်ကိုပင်ကျေးဇူးတင်ရအောင်မည်တို့မဟုတ်ပါကနန်းကြဘယင်ကြီးအဖိုးဝီနီးတော်နှင့်အညီမနေထိုင်နိုင်သဖြင့်နေ့စဉ်ငရဲရနေမည်မှာတေချာသည်စုကလေးဘယင်မင်းမြတ်ကနန်းတဆာကလောက်သူတို့မိသားစုအပေါ်ဆိုးဆိုးဝါးဝါးမဆက်ဆံတော့ ချက်ချင်းကဆိုရင်ဤသို့မဟုတ်ပါအရာရာကို ချုပ်ချယ်လွန်လာသည်နန်းတွင်မှတမားတော်အချို့ကိုဆင်းလွန်လျက်နန်းကြဘရင်တဖြစ်လဲရဟန်းအိုကြီးအားကြီးရှုစေသည်ဆိုညာတော်လဲအမိခံများသာရှိ၏နန်းတွင်တမားတော်ဆိုသူများမှလည်းစေအတ္တ၌အမှန်တကယ်တက်ကြွသူများမဟုတ်မင်းအလိုကိုလိုက်မင်းအကြိုက်ကိုဆောင်လျက်တမားတော်အရာရာယူထားကြသူများသာဖြစ်သည်ပုံမိုးဆိုးဝါးသည်ကចောင်းဖြူမင်းကြီး အားအတင်းအကျပ်ဖန်းစည်းချင်းချောက်ခါယဟန်ဝစ်စီခဲ့တော်လေမင်းကြီးအားတန်တရာကိုချစ်မြတ်နိုးတော်မူ၍ယဟန်ပြုတော်မူသွားပြီဟုတရင်လွှင့်ခဲ့ခြင်းဖြစ်သည်ဤအကြောင်းများကိုစဉ်းစားမိတိုင်းမြောက်ပြင်သည်မိဖုရားကြီးအဖို့နှလုံးမသားမရာဖြစ်ရလေသည်သုကတိသည်နောင်တော်ကြီးဆိုးမင်းသားနေပူပေါင်းက ခမည်းတော်ចောင်းဖြူမင်းကြီးအားចောင်းတော်ရေဇက်ချအလူနိုင်တာဓုခေါ်ပေးပါယံလာရောက်ပင့်ဖိတ်ခဲ့ကြရာမှာရှင်ကဲ့သို့အတင်းအကျပ်ယဟန်ပြူစီခဲ့ခြင်းဖြစ်ပါသည်။ ။ဤအကြံစီကိုကြံစီခဲ့သည့်အဓိကတရက်ခံမှာစုကတိပင်ဖြစ်သည်။စုကတိကကြီးဆိုးမင်းသား၏ညီတော်ဟုသာဆိုရတော့လေ။အသက်အရွယ်အဖြစ်6လမြသာကွာခြားသည်။ကြီးဆိုးမင်းသားကိုចောင်းဖြူမင်းကြီး၏တောင်ပြင်တဲ့မိဖုရားကြီးမှဖွားမြင်ခဲ့သည့်ဤသူစုကတိကိုလည်းအလဲပြင်တဲ့မိဖုရားမှဖွားမြင်ခဲ့ခြင်းဖြစ်လေသည်။ ။စုကတိကငယ်ရွယ်စဉ်ကပင်ပားရီနာရီရှိသည်။နန်းတွင်တွင်တောင်မြင်သည်မိဖုရားမှဖွားမြင်သော ကြီးစိုးမင်းသားမှအရေးပါလာသည့်အလျောက်သူကကြီးစိုးမင်းသားထံအမြဲချီးကပ်၏။အမိခွဲညီအကိုများဖြစ်ကြသည့်ဤသူ ရွယ်သူများလည်းဖြစ်ကြသည်ဖြင့်ညီအကိုနှစ်ဦးကအမြဲတပူးတည်းတည်းဖြစ်နေတတ်ကြသည် ကျောင်းဖြူမင်းကြီးကို အရက်ကကွမ်းစော်မင်းဖျားဟုဆိုကြသည်ကျောင်းဖြူမင်းကြီးကတန်တန်မင်း၏မိဖုရားဟောင်းတဦးမှဖွားမြင်ခဲ့သူဖြစ်သည်သူကလူပြိုလူရွယ်ဘဝကအခွန်အကောက်များကိုပေးဆက်ရန်စော်ဩရာသည့်ကွမ်းစော်တဦးဖြစ်ခဲ့သည်သောယဟန်မင်းကြီး၏တာမန်အမှုတန်းငယ်ကလေးများသာ ဖြစ်တော်လဲသူကအလုံစူးစားသည်ဇွဲလုံလာရှိသည် ူရင်တောင်ပေါ်တူရင်တောင်ထန်း၌ဘယင်မင်းမြတ်ဤတိန်တော်ဆောက်လုပ်ရာတွင်ကွန်းစော်လူလင်အင်တိုက်အားတိုက်ပါဝင်အမှုထမ်းရဖူးသည် ထို့ကြောင့်လေထိုစဉ်ကပင်စောယဟန်မင်းကြီးဤအလေးကယူပြုမှုကိုခံယူခဲ့ရသည်ကံတရားဤအလှည့်ပြောင်းကစမ်းကြယ်လွန်းလာသည် လူလင်အသက်28နှစ်အရွယ်၌ပင်ပကံထီနန်းကိုစက္ကန်တွင်ရရှိခဲ့သည် နတ်မြတ်ဒီဝါတို့ကဝိုင်းဝင်းမဆာခဲ့၍လဲဖြစ်ကောင်းဖြစ်ပေလိမ့်မည် ပကံပြည်သူ ပကံပြည်သားတို့ကမူတန်နဲ့မီးဤမီးပြားငယ်တဦးမှဖွားမြင်ခဲ့သည်ကုန်းစော်လူလင်ကို ပကံဘရင်အဖြစ်လူလူလားလားရှိကြသည်တန်နဲ့မင်းဆိုသူမှလည်းအခြားမဟုတ်ပါလက်ရှိပကံမင်းနေပြီးတော့တကြီးကိုတီထောင်ခဲ့သည်ပြင်ပြားဘရင်ဤတားတော်အရင်ပင်ဖြစ်သည်ကုန်းစော်လူလင်ဘရင်ဖြစ်လာတော့ ပကံ၌အုတ်ကြောင်းကြီးတစ်စောင်းဆောက်လုပ်သည်ထို့နောက်ဗုဒ္ဓမြတ်စွာရတ်တော်မူဟန်ရုပ်ပွားတော်တစုကိုလည်းတည်ထားကိုးကွယ်သည်ထုံးဖြူတုံလင်းထားသောခန်းနာထေဝါလာသည်အုတ်ချောင်းကြီး၌ဒိုက်ရကဘယင်မင်းမြတ်ကိုပကံပြည်သူပြည်သားတို့ကចောင်းဖြူမင်းဟူ၍သာ အမည်နာမပြုကြတော်သည် ကုန်းစော်လူလင်သည် ထိုစဉ်ကဗုဒ္ဓဘာသာသာသနာပကံမင်းနေပြီးတော့၌ထွန်းကားပြန်ပွားစီရေးအတွက်မုံမြတ်သောရည်ရွယ်ချက်ဖြင့်ကျောင်းကံဖရာများစောက်လုံတည်ထားခဲ့ခြင်းဖြစ်သည်ထို့သောနတ်နဂါးကိုးကွယ်သူများအကြောင်းဗုဒ္ဓဘာသာထွန်းကားပြန်ပွားရေးကသူမျော်မှန်းတလောက်မလွယ်ကူလှပါမိတို့ဆိုစေကမူ ူထီးနန်းစိုးစံရ22နှစ်တာကာလအတွင်းပကံမင်းနေပြီးတော့တွင်စစ်မှတ်မရှိငိမ့်ချမ်းနေခဲ့၏သူနတ်တဆကာလ၌ပင်ဖွားမြင်ခဲ့သောတောင်ပြင်သည်မိဖုရားကြီး၏သားတော်ကြီးစိုးမင်းသားနှင့်အလဲပြင်သည်မိဖုရားအိတ်သားတော်စုကရေမင်းသားတို့ကိုလည်းအထိုက်အလျောက်အစည်းအနှင်းအဆောင်ရံများပေးသည် သို့တော့ဤသားတော်များသည် သူဤကျေးဇူးကိုမျှမထောက် သူအပေါ်ရက်ဆက်စွာပြုမူခဲ့ကြသည်။ចောင်းဖြူမင်းကြီးကိုသားတော်ကြီးဆိုးနှင့်စုကလေးတို့ပကံထီးနှမ်းမှဖယ်ရှားခဲ့ကြစဉ်ကမြောက်ပြင်သည်မိဖုရားမှာကိုဝင်အရင်အမားနေပင်ရှိပါသေးသည်။တို့ကြောင့်လဲចောင်းဖြူမင်းကြီးအဖို့ဒုက္ခပင်လဲဝေခဲ့ရသည်။ ြီးဆိုမင်းသာထီးနန်းကိုရယူပြီးစာကာလာ နောက်တနေ့မှပင်ចောင်းဖြူမင်းကြီးဤမြောက်ပြင်တဲ့မိဖုရားမတာကလေးတပါမွေးဖားခဲ့သည်ကြီးဆိုမင်းသားကចောင်းဖြူမင်းကြီးကိုထီးနန်းမှဖယ်ရှားကအတ္တမယဟန်ဝတ်စေခဲ့တော်လဲမိဖွားပြီးစာမြောက်ပြင်တဲ့မိဖုရားကိုမူနန်းတွင်၌ပင်ဆက်လက်နေထိုင်ခွင့်ပြုသည်ရှင်တို့နေထိုင်ခွင့်ပြုခြင်းမှာမြောက်ပြင်တဲ့မိဖုရားသည် ကြီးစိုးမင်းသား၏မိတွေးတော်ဖြစ်နေ၍လည်းတကြောင်ပါဝင်သည်တို့ကြောင့်လည်းရင်းမြောက်ပြင်သည်ဤသားတော်မင်းသားကလေးကိုထီးနှံအစဉ်အလာမပြတ်အနုရာဒရွာစာ အဖြစ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ကြီးစိုးမင်းသားဘရင်ဖြစ်စဉ်က အသက်22နှစ်အရွယ်သာရှိသေးသည် သူကပကံဘရင်တပားဖြစ်တော့လေထီးရိတ်နှမ်းရိတ်တွင်မနေလို့တိုင်းပြည်အုပ်ချုပ်မင်းလောက်ရသည်ကိုစိတ်မဝင်စားညီတော်စုကလေးဤအစီအမံဖြစ်တာသူပကံဘရင်ဖြစ်လာခြင်းဖြစ်သည်သူအမှန်တကယ်စိတ်ဝင်စားသည်ကတော်ကစားထွက်ခြင်းဖြစ်သည်ကြီးစိုးမင်းသားဘရင်ဖြစ်လာပြီးနောက်ချင်းတွင်းညွန်တန်းအရနိုင်ဂျာယီနန်းတော်ဆောက်လုပ်ကတော်လေနေတော်သည်တိုင်းပြည်အုပ်ချုပ်ရေးကိစ္စအဝါဝါကိုညီတော်စုကလေးအားလွှဲအပ်ထားသည် ကြည်စိုသည်ယာယီစံနန်းတော်၌စံနေကဗန့်ကြည်စေရွာတိုက်ပတ်သူသွား၍တမင်လိုက်တတ်သည်ညီတော်စုကလေးမင်းသားကဤကိစ္စအတွက်အဆဆအယယအစဉ်ပြေချုံးမွေနေအောင်စီမံဆောင်ရွက်ပေးသည်တို့တော့ကြည်စိုးခမချောင်းနှင်းမြသာထီးနန်းစိုးစံခွင့်ရလိုက်သည်တနေသောအခါတောကစားထွက်ရင်းတမင်တကောင်ရေတောက်နေသည်ကိုတွေ့သည်ဖြင့်အသာချောင်းမြောင်းနေလေသည် ထိုစဉ်အတွင်တောလိုက်မုံဆိုးတဦးကလည်းရင်းသမင်းကိုတောဆက်ခြုံပုတ်တနေရာမှချောင်းမြောင်းနေလေသည်သမင်းသည်ကြီးဆိုးမင်းသားအတွေ့သည်နှင့် ရုတ်တရက်လန့်ရည်ပြေးရာမုံဆိုးပစ်လိုက်သည့်များကကြီးဆိုးမင်းကို ထိမှန်လျက်နှက်ရွာဆန်လွန်သွားသည် ပကံနေပြည်တော်တွင်ကြီးဆိုးမင်း၏တည်င်းကိုညီတော်စုကလေးကဖုံဖုံပြိပြိပြူကထီးနှံကိုဆက်ခံလေသည် ။စုကရေမင်းကနန္ဒတ်တော်သူ့ကိုမလိုလားသည့်နန်းတွင်အရာရှိကြီးတဦးကတဘောကိုက်ညီသူများကို စီယုံသိမ့်သွင်းကပုံကန်ထကြွရန်ကြိုးပမ်းခဲ့သေးသည်။သို့သောမအောင်မြင်ခဲ့ပါ။စုကရေဤတများကလက်ဦးမှုရရှိသွားခဲ့သည်။တို့ဖြစ်၍စုကရေမင်းအခက်အခဲမရှိနန်းတက်လာလေသည်။စုကရေမင်းသည်မိမိအားမလိုလားသူနန်းတွင်အရာရှိကြီးအားလည်းယာတူးမှဖယ်ရှားပြစ်လိုက်လေသည် စုကတိမင်းကနန်းတက်လာသည်နှင့်ဘာသာရေးဆိုင်ရာအကြီးအကဲများအားလုံးကို ခေါ်ယူကစီယုံတိမ်သွင်းခဲ့သည် ခမည်းတော်ကို ထားရှိရာကြောင်းသို့တွားရောက်နေထိုင်လိုသည်မီရွေတော်မြောက်ပြင်သိမ်မိပြားကိုလည်းသူဆန္နာအလျောက်တွားရိုက်နေထိုင်ခွင့်ပြုခဲ့သည် ညီတော်အနုရာဒာရွာသာမင်းသားကလေးကိုလည်းအထိုက်အလျောက်ချီးမြှင့်မြှောက်စားပါသည်သို့တော့လူလူလာလာတော့မဟုတ်ပြည်သူများ၏အမြင်တွင်တနာကျင်နာတတ်သောစိတ်နှလုံးကောင်းရှိသောဘုရင်တစ်ပါးအဖြစ်ထင်မြင်လာစေရန်ပြုမူဆောင်ရွက်ခြင်းများသာဖြစ်ပေသည်ပကံပြည်သူအများစုကစုကတိမင်းအပေါ်မကောင်းအမြင်ရှိကြသည် အဓိကအကြောင်းရင်းမှာလွန်ခဲ့သည့်နှစ်အနည်းငယ်ကာလကခမည်းတော်ကျောင်းဖြူမင်းကြီးကိုထီးနှံမှဖယ်ရှားလျက်အာဓမယဟန်ပြုစေခဲ့ရ၌ကိုထီးလက်ရောက်ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သောကြောင့်ဖြစ်သည် ြီးဆိုးမင်းသည်နန်းတွင်ရေးကိုစိတ်ဝင်စားသူမဟုတ်မှန်အများကသိကြသည်သို့သောတောင်ပြင်သည်မိဖုရားကောင်ကြီးမှဖွားမြင်သောကြီးဆိုးမင်းသားအောင်ခုတုံးလှုပ်လျက်ထီးနှန်းကိုချဲလဲပိုင်ခွင့်ရရှိအောင်ကြိုးပမ်းခဲ့သည်စုကလေးဤကောက်ချစ်စင်းလဲပုံကို ပကံပြည်သူပကံပြည်သားတို့ကမမေ့လျော့ကြသည်မြောက်ပြင်တဲ့မိဖုရားဟောင်းကတော့တူတော်စုကလေးဘရင်အပေါ်ကဲ့ရဲ့ချုံချမှုများအကြောင်းမှချီးမွမ်းစကားတစ်ခုကိုဆိုသည် နန်းကြမင်းကြီးအားယဟန်ဝိဖြစ်နေရမှဝိဖြူလဲနေထိုင်စေရေးအတွက်ရှောက်ထားရ၌အတာတကြီးခွင့်ပြုခဲ့ပြီဖြစ်သည် မင်းကြီးတွင် သူချာဘာဒယောဂါရှိ၍ဆုံးကုန်းကအစအစင်မချော အစစအရာရာမြပြင်းတဲ့မိပြားဟောင်းရှိနေ၍တော်ပေသေးသည်တားငယ်အမှုရာရာရွာစာမင်းသားကလေးကလည်းအမြဲဆိုတကယ်သူမိဘများရှိရာအကြောင်းကလေး၌သာလာရောက်နေထိုင်သည်စုကလေးမင်းသည်မူလားကပင်ပကံထီးနှံကိုရယူနိုင်ရန်ကြံစီခဲ့သူဖြစ်သည်သူသည် အလဲပြင်းတဲ့မိဖုရားကဖွားမြင်ခဲ့သူဖြစ်သည်ဖြင့် ချီနန်းချီမွေ၌တောင်ပြင်သည်မိဖုရားကဖွားမြင်သူ ကြီးစိုးမင်းသားလောက်နန်းတွင်တွင်အေးမပါလာပါတို့တော့သူကလေးကညံရီထမြက်သည်သူထီးနှံရရှိနိုင်ရေးအတွက်တေချာကြနာစွာ အကွက်စင်ဆောင်ရွက်နိုင်ခဲ့သူဖြစ်၏မူးမှန်အချိုးကကြီးစိုးနှက်ရွာဆန်ခဲ့ရခြင်းသည်ပင်ညီတော်သူကလေး၏ပယောကမကင်းကြောင်းမှတ်ယူကြသည်အမှန်တကယ်လည်းတန်တရားဖြစ်ပွဲကောင်းလာပေသည် ပကံဘရင်တပါတောကစားထွက်ရနေရ၌တာမန်မုတ်ဆိုးတူဤလက်ချက်ဖြင့်မြားမန်ကဘရင်နဲ့ရွာဆန်ခဲ့ရခြင်းမှာယုတ်တိယုတ်တာမရှိပါဘဲနန်းကြဘရင်ចောင်းဖြူမင်းကြီးသည်ចောင်းတင်ကန်းထ၌စိတ်လက်မသားမရာဆန်နေရမှာအတိတ်ကအကြောင်းများကို ပြန်ပြောင်းတွေးတောမိသောအခါပို၍စိတ်မချမ်းမသာဖြစ်ရလေသည် ဂျီလာနာဒုက္ခိတာကြီးမို့တဏီယာမတဏီယာတို့ရွှေပြောင်းသွားလာဖို့အရေးကိုပင်ဖေးကူနိုင်မည်သူကို အားကိုးနေရပေရာအာမတန်၍မန်လျှော့ရလိမ့်မည်။နန်းကြဘရင်ကြီးသည်ခလန်းလန်းမှမိမိ၏ကောင်းမှုတော်အုတ်ချောင်းဖြူကြီးနှင့်ရတ်တော်မူဗုဒ္ဓရုပ်ဝါတော်ကြီးတို့အားငေးမျောကြည့်လိုက်သည်။ ကျောင်းဖြူကြီးကအုပ်အင်းကလေးတို့ကြွားကြပျက်စီးလျက်ရှိနေပြီဖြစ်တဲ့ကဲတော့ဗုဒ္ဓရုပ်ဝါတော်ကြီးကလည်းခြုံလွဲပိတ်ပေါင်းများဖြင့်ဖုံးလွှမ်းစာပြုနေပြီအနုရာရွာစာမင်းသားကလေးမှာဖခင်အားကြီးလျက်ဝမ်းနဲ့ကြေကွဲသွားမိသည် ဖခင်သည် မျက်ဝန်းအိမ်မှစီးကြလာသည် သူဤမျက်ရည်ကိုပင်သူ့လက်ဖြင့်တုတ်နိုင်စွမ်းမရှိပါပေ။မင်းသားကလေးအဖိုးသူဤဖခင်တစ်ချိန်ကပကံမင်းနေပြီးတော့မှရှမ်းရှမ်းတောက်ဘရင်တပါဖြစ်ခဲ့သည်ဟူသောအချက်ကိုမယုံတဝက်ယုံတဝက်ဖြစ်နေဟန်ရှိပေသည်။နန်းကြမီဘရားဖြစ်သူမေတော်ကခလန်းလန်း၌ချက်ပြုတ်နေရမှခင်မုန်းတဲ့အတွက် နေလေစာသမင်းဟင်းတို့ပြင်ဆင်ရင်းအလုံးရှုပ်နေသည်။စိတ်ထဲမှာလည်းရေရွတ်စုတောင်းနေ မိသည်ပကံမင်းနေပြီးတော့တွင်မင်းကောင်းမင်းမြတ်တပောင်းအလင်အမြန်ဆိုးဆန်ခွင့်ရပါစေဟူ၍ဖြစ်ပါသည်မြောက်ပြင်တဲ့မိဖုရားဤစူတောင်းကမပြေခဲ့ပါပဲစုကလေးမင်းသည်ပြည်သူအများကိုနှိပ်ဆက်ကလူပြုခဲ့သည်မှာနှစ်အတန်ပင်ကြားခဲ့လေပြီအခုအခါကြီးစိုးမင်းနှံ့တက်ပြီးတနှစ်ကြာမှဖွားမြင်ခဲ့သည့်အမှုရာဒရွာစာမင်းသားကလေးပင် လူလားမြောက်၍လူလင်ပြိုးအွယ်ဖြစ်နေပေပြီ အနုရာဒာသည်ခမည်းတော်ထံမှ၎င်းမေတော်ထံမှ၎င်းစုကတိဤခါသည်သောအပြုအမူများအကြောင်းကို ကြားသိရသောအခါစုကတိအပေါ်အလုံးပင်ယုံမုံမိလေသည်တနေ့စုကတိမင်းက အခေါ်တော်ရှိသည်ဆို၍အနုရာဒာမင်းသားနန်းတွင်သို့အခါစားဝင်ရသည် ုကရေဘယင်သည်အနုရာဒာဤအမိခွဲနောင်တော်ဟုဆိုရတော်လဲအသက်အရွယ်ကအနှစ်20ကျော်အရွယ်ဖြစ်နေလေပြီအနုရာဒာကနောင်တော်စုကရေဘယင်ကိုအိတ်ဆောင်တော်အတွင်၌တွားရောက်ဖူးတွေ့ရသည်ဘယင်ရှိတော်မောင် ရောက်တော်လဲထူးထူးထွေထွေမရှိ နောင်တော်သည်အနုရာဒာအားအเจ้าမဲ့ခေါ်ယူက ကလူကြီးစေခြင်းများသာဖြစ်၏ နောင်တော်မိတ်ဆိုသည့်အထဲတွင်သူအားမြည်သားနောင်မဲဟုခေါ်ဆိုခြင်းအပေါ်အနုရာဒာကနားမလဲခမည်းတော်နေထိုင်ရာအကြောင်းတင်ကန်ရောက်တော့အနုရာဒာကခမည်းတော်နန်းကြဘရင်ကြီးအားပြောပြသည်မိသားနောင်မဲဤအတိတ်ဘဲကိုမေးမြန်းပြီးတော့ခမည်းတော်မျက်ရည်ကြသည်မေတော်ကလည်းတောက်တခေါက်ခေါက်နေအနုရာဒာကနားမလဲ၍ခမည်းတော်ကိုရှင်းပြဖို့တောင်းပန်သည်ကြီးတော်မှညီသားနောင်မဲဟူသည် မေတော်အားတိမ့်ပိုင်မီဟူဆိုလိုရိပ်ရှိကြောင်းမိသားဟူသည်အကယ်၍စုကတိမင်းကအနုရာဓာ၏မေတော်မြောက်ပြင်သည်ကိုတိမ့်ပိုက်လိုက်ပါကသူနှင့်အနုရာဓာတို့ညီအကိုအဖြစ်သားမကတားအဖအဖြစ်ပါ တော်ဆက်လာမည်ဖြစ်ကြောင်းစသဖြင့်နန်းကြဘရင်ကြီးကတားတော်အားရင်နှင်းစွာဖြင့်ရှင်းပြရှာသည် ဒီတကြိမ်တွင်တော့အနုရာဒာဒေါသမထိန်နိုင်တော့မိမိဤမဲတော်သည်စုကတိပြင်ဤမိချွေးတော်လည်းဖြစ်သည်ဤသို့စောကားဝန်သူအားပကံထီးနှမ်းမှဖယ်ရှားပြရမည်အနုရာဒာဤရင်တွင်၌စုကတိအပေါ်မုံတိယုံရှာစိမ့်များကိမ့်ဝှလွှမ်းမိုးသွားသည် တားတော်စိတ်ဆင်းရဲတော့မဲတော်ကလည်းမကြည့်ရဲ့ခမည်းတော်နန်းကြဘရင်က အနုရတာအားအနီးတို့လက်ရက်ခေါ်သည် ထို့နောက်တီတိုစကားမှာကြသည် ပုပ်ပားတို့သွားပါလေပုပ်ပားတွင်သူ့ကိုကြည်ညိုလေးစားကြသူအမှုတန်းအရာတန်းဟောင်းတွေရှိကြသည် လက်တလုံးအဖြစ်စုကတိဤမြင့်တက်၌ပင်သူဤမြင့်တီတော်အချို့ ရှိနေကြဆဲဖြစ်သည်ဟုဆိုသည် ပုတ်ပားတွင်တေနင်ကဗျူဟာအတက်မျိုးစုံကိုစီးပူးလေလာကျွမ်းကျင်တက်မြောက်ပါမှာအင်အားအပြည့်ဖြင့်ပကံတို့ပြန်လာရန်နန်းကြပရင်ကြီးကဆိုပါသည်မေတော်မြောက်ပြင်သည်ကလည်းသားတော်ကို အားပေးသည်ဘရင်သားတော်ဟူသည်ဘရင်ဖြစ်ဖို့ရန်အခွင့်အလမ်းမွေးကလေးကပါရှိခဲ့ပြီဖြစ်သည် လိုအပ်လျင်ပုတ်ပားတို့သူကိုယ်တိုင်လိုက်လာကခင်မိုးတေဤအရာတန်းဟောင်းမြင်းစည်းမြင်းကောင်းအချိုးနှင့်ဆက်သွဲပေးမည် သို့သောဤအဆိုကုံမူအနုရာဓာကလက်မခံလောလောဆယ်ဒုက္ခိတဖခင်အိုကိုကျွေးမွေးစောင်းရှောက်ရန်မေတော်ចောင်းတင်ကန်တွင် ရှိနေဘူးလို့သည်လိုအပ်လျင်တော့မေတော်ဤအကူအညီကိုရယူမည်အနုရာဓာသည် ပကံနေတဏီယာ၌မိမိအားကြည်ညိုလေးစားသူကလန်တံပြင်းများနန်းတွင်းနယ်ဖားများနှင့်တိတ်တဆိတ်တိုင်းမြင်နှီးနှောကသစ္စာပြုလေသည် မည်တော်မင်းအတူတိမ်မွေးအံဤသူသောတစ္ဆာတော်နှင့်ချုပ်မူကအပြည့်ရှိပါတန်းဆဲပါရောက်လေ၏အပယ်လေးပါ၌ဖြစ်လို၏ခမည်းတော်မင်းကြီး ကြားသည့်သောတားတော်အတွက်ဝမ်းမြောက်ပီတိမျက်ရည်ကြရပြန်သည်တုတ်ဖြစ်၍သုကတိမင်းနန်းဆန်သည့် အနှစ်20ကာလ၌ပင်အနုရာဒာပုပ်ပားအရက်သို့ထွက်ခွာဖြစ်ခဲ့သည် ပုပ်ပားမျိုးကလေးသည်လည်းပကံမင်းနေပြီးတော့နှင်းမနီးမဝေး၌တည်ရှိသည် ပုပ်ပားတောင်မကြီး၏အနောက်တောင်ကျေး၌တည်ရှိပြီးတေလေကြောင်မင်းလက်ထက်ကလေးကပေါပောက်ခဲ့ကြောင်ဆိုကြသည် ဘယင်မင်းမြတ်သည်ပုပ်ပားတွင်မဟာဂီရိနတ်မောင်နှမအတွက်နန်းနန်းတီယာမှ ပုပ်ပားမျိုးအထင်အရှားပေါ်ပေါက်လာခဲ့သည်အနုရာဒာပုပ်ပားရောက်တော့ဒေသခံပြည်သူများကို စီယုံသိမ့်သွင်းသည်ယာယီစံနှန်းဆောက်သည်ထို့နောက်စင်မြင်းပူပါများထားရှိရန် စင်ကြုံမြင်းတင်ကုန်စသည်များတည်ဆောက်သည် ကံကြီးတွင် ထိတ်ကံဈီးဖြူကံ ပတောက်ကံတိမ်ကံစသည် ရေကံကြီးငါးကံတူသည်အနုရာဒသည် ပုပ်ပါနယ်တွင်ငါးနှစ်သားများဓာခုတ်လှန်ထိုးမြင်းစည်းစသည်ပုရိသယောက်ျားတို့တတ်အပ်သည့်အတတ်ပညာတို့ကိုဆရာကောင်းတမားကောင်းများထံ၌စီးပူးလေလာသည်ကျိုးပန်းလေးကျင်သည်တစ်ဖက်ကလည်းလက်နက်လူသူစုဆောင်သည်တို့ဖြစ်၍အင်အားတောင့်တင်းသော တက်ကြီးတက်တက်အတွင်ဖြစ်လာသည် ရွှေစီတိုင်းတန်ဖိုးစင်ကြုံးစာသောကြေးရွာများတွင်အမှုရာဓာဤအကြံအစီကို အထမြောက်နိုင်ဖို့ရန်ဆောင်ရွက်ကြမည်သူများက စနစ်တကျပြင်ဆင်ကြသည် ထို့နောက်ပုပ်ပါအောင်မြင်၌အောင်မြင်နေကြသည် အနုရာဓာသည်ပကံစုကတိမင်းကိုထီးနှံမှဖယ်ရှားပြစ်နိုင်ရန်အယံသင်ဖြစ်နေပေပြီတိုက်ပွဲဝင်ကြရတော့မည်ပကံကိုကဲ့တင်ဖို့ရာမိမိတို့အစွမ်းကုန်ကြိုးပမ်းကြရမည်မြင်းတဲ့တော်များနောက်လိုက်ဘိုးပါများမှစိတ်တက်တက်ကြွလျက်အားလုံးအစဉ်သင်ဖြစ်သောအခါပကံမင်းနေပြီတော်သို့ဥတီချီတက်သွားကြလေသည်အနုရာဓာမင်းသားဤနောက်လိုက်ဘိုးပါတို့ကမနှဲလား အမှန်ပင်ခောပဏီတက်ကြီးအတွင်ဆောင်းနေပေသည် ဒီကနေ့အတွက်ကတော့ဒီမှာပဲရန်နာဝင်ပြူပါရှင်။နောက်လာမယ့်အပိုင်းမှာဆိုရင်မင်းမြတ်အနော်ယထာဖြစ်လာမယ့်အနုရာဒာမင်းသားလေးရဲ့ပို့ပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ကျမတို့ရဲ့သင်္ကေတသမီး channel လေးကနေပြည်သက်များအတွက်သုတရတရဖွယ်ရာစာအုပ်စာပေတွေကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ i quem